မင်္ဂလာပါရှင်ဧပြီလ18ရက်တောက်ကြနေ့ရရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တင်ဆက်ပေးမယ့်သတင်းကြမှာကတော့မြမနစ်ဆန်းတရက်နီအန်ရီကင်းပြည့်တရားတော်များရွှေဖက်ပူဇော်ဝဲများမြို့နယ်များတွင်ကျင်းပတဲ့သတင်းဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တိတောင်ပိုင်းမြို့နယ်တွင်အန်ဒီကင်းပြည်တရားတော်များရွှေဖက်ပူဇော်ဝင်များကိုဌာနဆိုင်ရာရုံးများရက်ွက်များအတွင်ဧပြီ18ရက်မွန်လွဲပိုင်းကဆောင်ရွက်ကြရာမွန်လွဲတနားရီကမြို့နယ်စီမံသားရအုပ်ချုပ်ရေးမှူးရုံးတွင်မြို့နယ်စီမံသားရအုပ်ချုပ်ရေးမှူးဦးဖြိုးဝေမောင်ဦးဆောင်ကနှစ်ဦးအလှူဖြင့်လှူပယ်ပစ္စည်းများဆက်ကပ်လှူဒန်းပြီးအန်ဒီကင်းပြည်တရားတော်များနှာယူကြကြောင်းသိရပါသည် အလာတူဗုဒ္ဓထောင်မြို့နယ်အမှတ်၄ရပ်ကွက်ဓမာယုံတွင်အန်ဒီအကင်းပြည့်တရားတော်များရွှေဖက်ပူဇော်ပွဲကိုဧပြီ18ရက်မွန်လဲတနအိကပြုလုပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကတန်ခါတော်အရှင်သူမြတ်များအားလူပဲဝိထုငွေများစက္ကပ်လူတဲ့မီအန်ဒီအကင်းပြည့်တရားတော်များနာယူခြင်းပြုလုပ်ကြကြောင်းသိရပါသည် အလာတူတကုံမျိုးတိမြောက်ပိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှစီစဉ်မှုဖြင့်မြို့နယ်တန်ခါနာရီကဥက္ကဋ္ဌဆရာတော်ဗတ္တနာဥဒ္ဓမာဘေးဝင်သားဦးဆောင်ကဆရာတော်များကပြည်တရားတော်များရွတ်ဖတ်ပူဇော်ကြပြီးပရိယေများကိုမြို့နယ်မိသက်ဦးစီမှုဦးစီအရာရှိဦးတင်ထောင်းနှင့်အဖွဲ့ဝင်များကပြည်တော်စုလမ်းမကြီးပင်လုံလမ်းမကြီးဥပိ္ပစာရလမ်းမကြီးပုံမူပါသူလမ်းမကြီးတို့ရှောင်းမြို့နယ်အတွင်အန်ရကင်းဝေးစီရန်လိုက်လံပတ်ဖြန်းပေးကြကြောင်းသိရပါသည် လာတူလှိုင်းသားရအရှိပိုင်းမြို့နယ်တွင်အနေကင်းပြည့်ကြရတော်များရွက်ဖက်ပူဇော်ခြင်းနှင့်တန်ဃာတော်များအားအာယုံစုံများဆက်ကပ်လူတန်းခြင်းကိုဧပြီ18ရက်နေ့နဲ့9နာရီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယုံနေခြင်းပါရာတန်ဃာတော်၅ပါးတို့ကအနေကင်းပြည့်တရားရွက်ဖက်ပူဇော်ကြပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဘော်နှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများမြို့နယ်အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမိခင်နေကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များကအာယုံစုံဆက်ကပ်လူတန်းကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းများကိုတော့ တန်တန်အေးမြတ်ဘူးခင်မြင့်မြင့်ကြီးနဲ့ခင်ဝင်းမှုတို့ကပြေပူလာတာပဲဖြစ်ပါတယ်။